စမယ်ဘူးလက်လှဆွေဆိုတာ တကယ်အမာခံတတ်ထောက်ခံသူဘလောက်တောင်တတ်ထောက်ခံသူလဲဆိုတော်အောင်ဆန်းစုကြည်ကိုမွေးဖွားပြီးနိုင်ငံကိုမဖြတ်စည်းအောင်ကလုံဦးစောကဗိုလ်ချုပ်အောင်ဆန်းကိုစောစောစီစီလှုပ်ချက်တင်နေဆိုပဲအဲ့ဒီစကားကိုဘယ်မှာပြောခဲ့တာလဲဆိုတော့2024ခုနှစ်နေပြည်တော်မှာပြောခဲ့တာအခုတော့ဘူးလက်မထောက်ခံနိုင်တော့ဘူးမထောက်ခံနိုင်တော့ဆိုသူနေတိုင်းနဲ့ဂရန်ကိုတစ်ပိုင်းလုံးနှီးပါ PDF နဲ့မြင်ဖြစ်နေတယ်လို့သူထောက်ပတ်နေတဲ့ကလေးတောင်ပိုင်းကကန်သာရွာဆိုတဲ့ပြီးသူစစ်ရွာလဲကျသွားတယ်။ကျတာတော့ရိုးရိုးမကျသွားပဲ။ပြီးသူစစ်တွေပိုင်နေပဲတွေနန်းတွေကိုဗဒက်တွေကအကုန်မသွားလို့တဲ့။ဘူးလက်ပောက်ကွေးနေတာ။တမတော်ကိုမထောက်ခံတဲ့ပြီးသူတွေများနေရတဲ့ကြားတယ်။ဒီလိုအမာခံဘူးလက်ကြီးကတမတော်ကိုပောက်ကွဲချီကွေးနေတယ်ဆိုတော့ကျွန်တော်တို့ကဘယ်မှာသွားနေရမလဲ။ဘာမှမပြောချင်တော့ပါဘူးဗျာ။ ဗီဒီယိုလေးပဲကြည့်လိုက်ကြပါတော့မင်္ဂလာပါလေးစားပါလေကလေးတောင်မယ်ကန်တာဆိုရွာပေါ့နော်ဒီသစ်စစ်ရွာဟိုချင်းပတ်ကတိုက်တော့စကန်ကြပါတယ်ငါတက်ကလည်းအကြဆုံးနေရှိရွာကြွားတော့အဲရွာထဲမှာရှိတဲ့ပဲတွေနှမ်းနေအဲ့ဒါတွေကိုဒီချင်းပတ်တွေကကားတွေနဲ့တိုက်ပြီးတော့ကလေးမျိုးမှသွားရောက်နေတဲ့ ဆယ်ဘိန်းကား3စီးနဲ့အဲ့ဒါဘာလို့လာပြီးတော့ကလေးမျိုးပေါ်ကဟာလာတက်တယ်မရှိဘူးလားဒီမှာသူတို့စကန်းတိုက်ပြီးတော့ပြည်သူစစ်ရွာပဲရိနှန်းနေကိုကားရင်းနဲ့တယ်သွားတာအဲ့ဒါကိုကလေးမျိုးကပွဲယုံဒီမှာတွားရောက်နေတယ်ဗျာအဲ့အကြည့်လို့ကြောက်လေဓကဆကလေးလိုတာနမခတိုင်မှုကြီးစလေဖုံးဆက်တာဖုံးဆက်လို့မရဓကဆကလေးလည်းဖုံးမကန် စခန်းကြတာကြတာပေါ့ဒါပေမဲ့ရွာသူရွာသားတွေရဲ့ပဲတွေနှမ်းနေအကုန်လုံးအကုန်လုံးကားတွေလည်းတိုက်ပြီးတော့ PDF တွေကဟိုမှာကလေးမျိုးကဒိုင်နေမှာသွားရောက်နေတယ်ဗျာအဲ့ဒါကိုဘာလို့လက်ခံတာလဲအဲ့ဒိုင်တွေကိုဖမ်းပါလားဒီကောင်းนี่ကျွန်တော်တို့စီကပါသွားတဲ့ပဲတွေနှမ်းနေဗျာဒါကြီးကတော့မမိုက်ဘူးမမိုက်ဘူးခင်ဗျားတို့အဲ့ဒီဂိတ်တွေကဘာအဲ့ ကုံကားကြီးတွေနဲ့ဆယ်ဝင်းကားကြီးတွေနဲ့ဗာဘဲဒီနာနေတိုက်သွားတာခင်ဗျားအဲ့ဒါဘာဘာလို့ကြည်နာအဲ့ဒါမဖမ်းအောင်လားဘာလို့နော်လေးစားပါလေတတွင်အမှန်တွေတင်ဆက်ပေးနေတယ် Because he's a star.